ားလုံးပဲမင်္ဂလာပါရှင်ဆရာမကတော့ဒီနေ့မှတနင်္ဂနွေသတင်းမီများအတွက်ဒီစက်တလပိုင်းတလစာတာတော့နမိတ်ကဲကျွန်မကိုဟောကြားပေးမှာဖြစ်ပါတယ်ရှင်တနင်္ဂနွေသတင်းမီတွေဟာဆရာမကတခုပြောခြင်းပါတယ်ဒါကဘာလဲဆိုရင်ဒီကာလမြို့မှာ မိမိကလုပ်ငန်းသစ်လုပ်ဖို့အစီအစဉ်နေရှိရဆိုရင်ခਿੱတခဏရဆိုင်ထားပါလို့ဆရာမကပြောကြားခြင်းပါတယ်ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့เนาะမိမိမှာတော့ကရောက်ဆရာတွေစိတ်ဆင်းရဲဆရာတွေမနာလို့အတိုက်ခိုက်တဲ့သူတွေပေါ်တတ်ပါတယ်ဒါကြောင့်မလို့ခਿੱတခဏရဆိုင်ထားပါအောင်လို့ဆရာမကပြောကြားခြင်းပါတယ်ဒီအချိန်မှာအိညာရွှေ့ပြောင်မှုစီစဉ်ထားတဲ့သူဆိုလို့ရှိရင်เนาะအိညာအတွက်စိတ်တော့ကရောက်တာမျိုးတွေဒါမျိုးတွေခံစားတတ်ပါတယ်ဒါကြောင့်မလို့ဒီကလာမျိုးမှာတနည်းနဲ့သသမိတွေနဲ့ဘာတွေကိုရှောင်ရမလဲဆိုရင်အာမခံပြုလုပ်တာတွေတာဝန်မျိုးမှုတာဝန်ခံမှုပြုလုပ်တာတွေဒါမျိုးတွေမလုပ်ရပါဘူးသူတစ်ပါးကငွေချေ ခံလို့မိမိကအာမခံလာမျိုးပဲဖြစ်ဖြစ်ကိစ္စတစ်ခုခုကိုအာမခံပြီးလောက်ကင်လာမှုမျိုးပဲဖြစ်ဖြစ်ဒါမျိုးကိစ္စတွေကိုရှောက်ခြင်းမှာလို့ဆရာမကပြောကြခြင်းပါတယ်ဒီကလာမျိုးမှာမိမိကဝန်내ဖြစ်နေလို့နေရအပြောက်ရွှေ့ပေါ်တယ်ဆိုလို့ရှိရင်တော့မပြောင်းသေးပါနဲ့ဟိုအကယ်၍မိမိပြောင်းတဲ့နေရကမိမိခုနေနေတဲ့နေရတဲ့ပိုဆိုးတဲ့နေရကိုရောက်ရတတ်ပါတယ်ဒီကလာမျိုးမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ငွေကြေးကိစ္စကြောင့်စိတ်ညစ်ရတာမျိုးတွေစိတ်လျှော့ရတာမျိုးတွေငွေကြေးနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးတွေဆုံးရှုံးရတာမျိုးတွေပေါ်တတ်ပါတယ်ဒါကြောင့်မို့လို့အထူးသတိထားပါလို့ဆရာမကပြောကြခြင်းပါတယ်ဒီကလာမျိုးမှာမိမိကအနုပညာလုပ်ငန်းနဲ့ ဲ့ပတ်သက်ပြီးလောက်ကင်နေတဲ့သူဆိုလို့ရှိရင်တော့မြို့ပညာလုပ်ငန်းနဲ့ပတ်သက်ပြီးလည်းမိမိမှာစိတ်ဒုက္ခရောက်စရာတွေစိတ်ဆင်းရဲစရာတွေစိတ်ညစ်စရာတွေဝေဖန်တိုက်ခိုက်တာမျိုးတွေခံရတတ်ပါတယ်ဒါကြောင့်အထူးသတိထားပါလို့ဆရာမကပြောကြားခြင်းပါတယ်ဒီကာလမျိုးမှာတနွေရဲ့တာသမီတွေအနေနဲ့မိမိမှာရွှေငွေလက်ဝဲရတနာရှိရဆိုလို့ရှိရင်မမျှော်လင့်မဲ့အဲရွှေကထွက်တာမျိုးတွေသို့မဟုတ်ရင်ကြပြောက်တာမျိုးတွေကြုံရတတ်ပါတယ်ဒါကြောင့်မို့လို့ ဒီကလာမျိုးမှာ DPC တွေကိုမိမိကတေချာလေးသိမ်းဆဲထားပါလို့ဆရာမကပြောကြခြင်းပါတယ်။တနည်းငယ်သားသမီးတွေအနေနဲ့ဒီကလာမျိုးမှာပစ္စည်းတွေကုန်ပစ္စည်းတွေပေါ့နော်တိုးလောင်မယ်ဆိုရင်လည်းအတက်နိုင်လို့ဒါတွေကိုရှောင်ပါလို့ဆရာမကပြောကြခြင်းပါတယ်။ဒီကလာမျိုးမှာမိမိကမျက်မှဲထင်ပြီးရောဝယ်ပြီးတိုးလောင်နိုင်တဲ့ပစ္စည်းတွေကအဲ ဘယ်လိုပြောရမလဲအရှုံးပေါ်တက်တယ်ပေါ့နော်ဒါကြောင့်မို့လို့တနည်းသားသမီးတွေအနေနဲ့ဓာတ်တွေကိုရှောင်ခြင်းမလို့ဆရာမကပြောကြခြင်းပါတယ်တနည်းသားသမီးတွေအနေနဲ့ဒီကာလမျိုးမှာအရာရာကိုပေါ့နော်စဉ်းစားချင်းချင်းပြီးတော့စဉ်ညဉ့်ညံလေးနဲ့လှုပ်ဆောင်ပါလို့ပြောကြခြင်းပါတယ်မိမိရဲ့ ိမ်တော်ရဲ့အခြေအနေတွေမှာလည်းဒီလိုပါပဲမိမိအိမ်တော်မှာလည်းမိမိကအဆင်မပြေဖြစ်တာမျိုးတကြက်ကြက်ဖြစ်တာမျိုးမိမိချစ်သူကြီးစားနဲ့မိမိကအဆင်မပြေတကြက်ကြက်ဂျားလူကဝင်ပြီးတော့နှောက်လို့မလို့အဆင်မပြေဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်ဒါကြောင့်တစ်ဖက်ရဲ့လူပြောစကားတွေအကုန်လုံးပေါ့နော်မိမိကစဉ်းစားစင်ချင်ပြီးယုံပြီးဝေဖန်ပိုင်းချပါလို့ဆရာမကပြောကြခြင်းပါတယ်တို့ရဲ့သဲသမီးတွေကျမအိမ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီကလာမျိုးမှာဝမ်ပိုင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေခံစားတတ်ပါတယ်လေထိုးတာမျိုးလေအောက်တာမျိုးဒါမျိုးယောဂဝေဒနာတွေခံစားတတ်ပါတယ်ဒါကြောင့်မလို့မိမိရဲ့ကျမရဲ့ကိုလည်းအထူးကူးစိုက်ပါ လို့ဆရာမကပြောကြချင်ပါတယ်။တက္ကသိုလ်သားသမီးတွေကဒီကာလမျိုးမှာဘလို့ပဲပေါ့နော်အစိုးရရှိရှိစိတ်မညစ်ပါနဲ့ဒါပေမဲ့ဆရာမကဒါကိုရရလေးတစ်ခုပေးပါမယ်ဒါကဘာလဲဆိုလို့ရှိရင်တော့စိုးကျိုးတွေပြပြပြီးကောင်းကျိုးတွေဝင်စားဖို့အတွက်ခဲပြတ်တဲ့တုံးမှာမိမိနာမည်ကိုရေးပြီးရေးထဲမျှော်လိုက်ပါတွေ့ရသားသမီးများလို့အားလုံးအဆင်ပြေကြပါစေရှင်ပုံမဲမင်္ဂလာပါရှင်ဆရာမကတော့တနင်္လာသားသမီးများအတွက်ဒီ၁၇လပိုင်းတလစာတအားတော်နဲ့မိတ်ကန်ကျမကိုဟောကြားပေးမှာဖြစ်ပါတယ်ရှင် တနင်္လာသားသမီးတွေကိုဆရာမကဒီချိန်မှာပြောကြချင်တာတခုရှိပါတယ်ဒါကတော့ဗာလဲဆိုရင်ဒီကာလာမျိုးမှာဘောနော်မိမိကဒီချိန်မှာအခက်ခဲအကြက်တဲများပေါင်းများစွာနဲ့ကြုံတွေ့နေရတဲ့ကာလာတခုဆိုလည်းမမှားပါဘူးဒီချိန်မှာမိမိရဲ့စီးပွားရေးတွေကအရင်ကတည်းကလိုပဲနဲ့ရုပ်တရက်ကြဆင်းတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်အထူးသတိထားဆောင်ရွက်ပါလို့ဆရာမကပြောကြချင်ပါတယ်လုပ်ငန်းထဲမှာလည်းမိမိရဲ့ ရဲ့ဘောနော်ဆုံးရှုံးမှုတွေများနေတတ်ပါတယ်။ဒါကြောင့်မိမိရဲ့လုပ်ငန်းထဲမှာလည်းရင်းနှီးမြှုပ်နှံမှုတွေမလုပ်သေးပါနဲ့အောင်လို့ဆရာမကပြောကြားခြင်းပါတယ်။တနေ့အသာသမီးတွေနဲ့ဒီအချိန်ကာလမျိုးမှာမိမိကဝန်ထမ်းဖြစ်နေရဆိုရင်ဒီအချိန်မှာအထက်လူကြီးကမိမိကိုအရင်နဲ့မတူဘဲနဲ့မကြည်မကြည်ပြူဖြစ်တာမျိုးတွေဖိအားပေးရမျိုးတွေဒါမျိုးတွေခံရတတ်ပါတယ်။ဒါကြောင့်မလို့အရာရာကိုသတိထားစင်ကြင်ပြီးလောက်ကင်ပါလို့ဆရာမကပြောကြားခြင်းပါတယ်။မိမိရဲ့မိသားစုရေးနဲ့ပတ်သက်ရင်လည်းဒီအချိန်မှာမိသားစုကြားမှာကရောက်ကစားဖြစ်တာမျိုးတွေမပြေလည်မှုဖြစ်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။မိမိရဲ့အခြေအနေမှာဆိုရင်လည်းဒီလိုပါပဲမိမိ ချစ်သူကမိမိကိုမမျှော်လင့်မဲနဲ့အထင်မှားတာမျိုးတွေအထင်လွဲတာမျိုးတွေခံရတတ်ပါတယ်ဒါကြောင့်မိမိကအနေထိုင်အပြောဆိုတွေယူဆိုင်ပါလို့ဆရာမကပြောကြချင်ပါတယ်မိမိရဲ့အိမ်အောင်ရေးပါနဲ့ထုံလီလကောက်မှာပဲတာယာမှုတွေမရှိမဲနဲ့အိမ်မိမိရဲ့အိမ်အောင်ဘက်နဲ့တကြက်ကြက်ဖြစ်နေတတ်ပါတယ် ဒီကာလမျိုးမှာတနင်္လာသားသမီးတွေရဲ့ကျန်းမာရေးအနေနဲ့ပြောရမယ်ဆိုရင်လည်းဒီချိန်မှာအဆုတ်နဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေထောင်းဆိုးချွဲချက်ဒါမျိုးယောဂဝေဒနာတွေခံစားတတ်ပါလေဒါကြောင့်အထူးပြုစိုက်ပါလို့ဆရာမကပြောချင်ပါတယ်ဒီကာလမျိုးမှာတနင်္လာသားသမီးတွေအနေနဲ့ငါကဆိုးတာတွေကြီးပဲဖြစ်နေတယ်ဆရာမဟောတဲ့ထဲမှာဆိုးတာတွေဆိုးတာတွေပဲပါနေတယ်ဆိုပြီးတော့လည်းစိတ်မညစ်ပါနဲ့စိတ်တက်မကြပါနဲ့တနင်္လာသားသမီးတွေနဲ့ဒီကာလမျိုးမှာဘလုံမျိုးနေထိုင်ရင်အရာအလုံးအဆင်ပြေမလဲဆိုတာဆရာမကတစ်ချက်ပြောကြချင်ပါတယ်ဒါကဘာလဲဆိုရင်ဒီကာလမျိုးမှာတနင်္လာသားသမီးတွေအနေနဲ့မိမိကဘာသာ ရေးကိုလုပ်ပြီးပြီးလို့ရှိရင်အလူတန်းကုသကောင်းမှုတွေပြုလုပ်ပြီးနေထိုင်မှာဒါဆိုလို့ရှိရင်တော့အဆက်ဆက်ရာရာအဆင်ပြေပြန်လဲပြီးတော့အဆင်ပြေလာပါလိမ့်မယ်လို့ဆရာမကပြောကြားခြင်းပါတယ်နောက်ထပ်လုပ် တင်တာတစ်ခုကဘာလဲဆိုလို့ရှင်တက်နိုင်လို့ရှင်ဒီကလာမျိုးမှာချီလေးချောင်းသားကိုရှောင်တာမျိုးလေးမစားပဲနေတာမျိုးလေးဒီပေါ့နော်45ရက်ပြည့်45ရက်ကိုယ့်ရဲ့အဓိဋ္ဌာန်လေးနဲ့ဒါမျိုးလုပ်ပြီးနေထိုင်ပါလို့ဆရာမကပြောချင်ပါတယ်ဒါပေမဲ့ဆရာမကလည်းရရရလေးတစ်ခုတော့ပေးချင်ပါသေးတယ်ဒါကဘာလို့ဆိုရင်ဒီကလာမျိုးမှာတက်တက်လူကို108ရက်စားပေးပါဒါဆိုလို့ရှင်တနင်္လာသံသမီတွေအနေနဲ့ဒီလာတွေမကောင်းနောက်လာနောက်လာတွေပါအဆင်ပြေချောမွေပြီးရောအဆဆရရအဆင်ပြေနေပါလိမ့်မယ်နော် အားလုံးပဲအဆင်ပြေကြပါစေလို့လည်းဆရာမကလည်းထပ်ဆင်ပြီးဆုတောင်းပေးလိုက်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ဆရာမကတော့ဒီနေ့မှအင်္ဂါသားသမီးများအတွက်ဒီ17လပိုင်းတလစာတာတော့နမိတ်ကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါတယ်ရှင်။အင်္ဂါသာသမီတွေဟာဒီကာလမျိုးမှာမိမိရဲ့စီးပွားရေးလုပ်ငန်းတွေကလုံတမျှကင် တမ ्या မိမိကြံစီတမ ्या အကြံစီတွေအောင်မြင်နေမဲ့ကာလတစ်ခုဆိုလဲမမှားပါဘူးဒီအချိန်မှာမိမိစီးပွားရေးကိုမိမိရဲ့စီးပွားရေးလုပ်ငန်းတွေကိုတိုးတက်အောင်မြင်အောင်မိမိကအရင်နှင်းမြှုပ်နှံမှုကြုံနေပြီးတော့ကြံစီထားရဆိုရင်ဒီအချိန်မှာစတင်ပြီးလုပ်ကြင်ပါလို့ဆရာမကပြောကြားခြင်းပါတယ်ဒီကလောမျိုးမှာလူမှုရေးလုပ်ငန်းတွေနဲ့ပြောရမယ်ဆိုရင်လည်းဒီအချိန်မှာမိမိကတိုးတက်ရန်အကောင်းဆုံးကာလတစ်ခုစူးစမ်းအထောက်ရမယ်ကာလတစ်ခုဆိုလဲမမှားပါဘူးဒီကလောမျိုးမှာအင်္ဂါသားသမီးအနေနဲ့ ဘာတစ်ခုကိုလောက်ရမလဲဆိုရင်မိမိထက်ပေါ့နော်အားနေတဲ့သူတွေကိုမိမိထက်နှိတ်ကြတဲ့သူတွေကိုညှတာတနာပြီးလှုပ်ဆောင်မှာလို့ဆရာမကပြောကြခြင်းပါတယ်ဒါဆိုလို့ရှိရင်တော့အင်္ဂါသားသမီးတွေအနေနဲ့မိမိရဲ့လုပ်ငန်းဆောင်မှာတွေကအရင်နဲ့မတူဘဲနဲ့ပို့ပြီးတော့တိုးတက်အောင်မြင်လာမှာအမှန်ပါပဲရှင်ဒီကာလမျိုးမှာပညာရေးနဲ့ပတ်သက်ပြီးတော့လောက်ကင်နေတဲ့သူဆိုလို့ရှိရင်တော့ဒီအချိန်မှာမိမိစာမွေးပွဲဖြေဆိုထားတဲ့စာမွေးပွဲတွေကအောင်မြင်တာမျိုးတွေမိမိကနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့စာမွေးပွဲတွေဖြေဆိုထားတဲ့အင်တာဗျူးတွေဖြေဆိုထားတယ်ဆိုလို့ရှိရင်တော့ဒီအချိန်မှာအောင်မြင်မှုတွေမမျှော်လင့်မဲနဲ့ရရှိတတ်ပါတယ်ဒီကာလမျိုး ို့မှာအင်္ဂါသားသမီးတွေအနေနဲ့အိမ်ချမ်းမြေအယောင်းဝယ်ကိစ္စတွေမမျှော်လင့်ပဲပေါ်တတ်ပါတယ်။တေချာလေးလှုပ်ဆောင်မှုလို့ရှင်းလို့ရှိရင်တော့မိမိတွေအောင်မြင်မှုတွေအမျက် ငွေတွေများစွာရရှိပါလိမ့်မယ်လို့ဆီယမန်ကပြောကြကြမှာလေဒီအချိန်မှာအိမ်ချမ်းမြေအရောင်းဝယ်ကိစ္စနဲ့ပတ်သက်ပြီးလှုပ်ဆောင်ရမယ်ကာလတခုဆိုလည်းမမှားပါဘူးเนาะဒီအချိန်မှာအင်္ဂါသားသမီးတွေအနေနဲ့မိမိကအိမ်နောက်ပြီးကိုရွေထားတဲ့ဟီမန်းချက်တွေရှိနေဆိုရင်ဒီအချိန်မှာမိမိအိမ်နောက်ဘက်ကိုဒီကာလမျိုးမှာရွေးချယ်ပါဒါဆိုလို့ရှိရင်เนาะဒီအချိန်မှာရွေးချယ်လို့ရှိရင်เนาะမိမိရဲ့ရွေးချယ်မှုတွေကမှန်ကန်နေပါလိမ့်မယ်ဒီကာလမျိုးမှာအင်္ဂါသားသမီးတွေအနေနဲ့မမျှော်လင့်မဲနဲ့ရေလန်းခီးတွေတွာလာရတာမျိုးတွေပေါ့เนาะရေနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်မတွေအကျိုးပေးအထူးအကျိုးပေးရဲ့ကာလတစ်ခုဆိုလည်းမမှပါဘူး။ဒါကြောင့်မလို့မိမိကဒီကာလမျိုးမှာခီးထွက်ဖို့ကြံစီထားသူဆိုလို့ရှိရင်လည်းဒီချိန်မှာရေလန်းခီးတွေသွားပါဒါဆိုလို့ရှိရင်တော့မိမိတို့အဆင်ပြေချောမြွေမှုတွေပျော်ရွှင်မှုတွေစိတ်ချမ်းသာမှုတွေရရှိပါလိမ့်မယ်။ ဒီကာလမျိုးမှာအင်္ဂါသားသမီးတွေအနေနဲ့အရာအားလုံးအဆင်ပြေချောမွေ့နေပြီဒီအချိန်မှာမိမိရဲ့လှုပ်ဆောင်ချက်တွေကအကောင်းဆုံးကာလတစ်ခုဆိုလည်းမမှားပါဘူးဒီကာလမျိုးမှာဆရာမပြောချင်တာကတော့မိမိလှုပ်ချင်တဲ့လုပ်ငန်းတွေကိုစတင်ပြီးအကောင့်ထဲပေါ်ပြီးလုပ်ကြိုင်ပါလို့လည်းဆရာမကပြောကြားချင်ပါတယ်အကယ်၍ဒီအချိန်မှာမိမိကချစ်သူမရသေးဘူးဆိုလို့ရှိရင်တော့မမျှော်လင့်ပဲနဲ့ချစ်သူကြီးစားရတတ်ပါတယ်ဒီကာလမျိုးမှာရတဲ့ချစ်သူကြီးစားကမိမိပေါ်ကောင်းပြီးတော့သက်သာရှိရှိနဲ့ချစ်နိုင်တဲ့သူမျိုးကိုရရှိတတ်ပါတယ်ဒါပေမဲ့အင်္ဂါသားသမီးတွေကိုလည်းဆရာမကကောင်းကျိုးတွေဝေစာပြီးဆိုးကျိုးတွေ ပြေပြောက်သွားသွားစီဖို့အတွက်ရေရည်အားလေးတစ်ခုကတော့ထပ်ပေးခြင်းမသေးတယ်ဒါကပါလဲဆိုရင်ကျွဲကော်သည့်တလုံးပေါ်မှာ၄တောက်ကျဲစက်ကူအနီလေးကပ်ပြီးတော့နေအိမ်ဖျားမှာလှူဒန်းလိုက်ပါဒါဆိုရင်တော့အင်္ဂါသားသမီးတွေအနေနဲ့ကောင်းကျိုးတွေဝေစာတဲ့ဝေစာပြီးတော့စိုးကျိုးတွေပြေပြောက်သွားမှာအမှန်ပါပဲရှင်။အင်္ဂါသားသမီးများအားလုံးလည်းအဆင်ပြေကြပါစေလို့ဆရာမကလည်းထပ်ဆင်ပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ဆရာမကတော့ဒီနေ့မှ17လပိုင်းတလစာဗုဒ္ဓဘုရားသမီးများအတွက်တာတော်နမိတ်ကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါတယ်။ ဒီကလာမျိုးမှာဗုဒ္ဓဘူသာသနိမိရဲ့အနေနဲ့ဘလို့နေထိုင်တင့်တယ်လဲဆိုရင်ဒါလေးကိုတခုဆရာမကအရင်ပြောချင်ပါတယ်ဒီအချိန်မှာဗုဒ္ဓဘူသာသမိရဲ့အနေနဲ့မိမိရဲ့မန်မာရတွေကိုချိုးနှိမ်ပြီးတော့ဒီကလာမျိုးမှာအရာရာကို ိမိကပဲပေါင်းသစ်ဆက်ဆံရေးမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်မိမိရဲ့စိတ်တွေကိုရှော့ချော့ပြီးတော့စိတ်သဘောထားကြီးစွာနဲ့နေထိုင်လို့ရှိရင်အောင်မြင်မှုတွေရရှိပါလိမ့်မယ်လို့ဆရာမကပြောကြခြင်းပါတယ်ဒီကလောက်မျိုးမှာဗုဒ္ဓဘာသာသမီးတွေအနေနဲ့မိမိရဲ့လုပ်ငန်းတွေကိုဖြည်းဖြည်းမှန်မှန်လေးနဲ့တတိထားပြီးလှုပ်ဆောင်ပါလို့ဆရာမကပြောကြခြင်းပါတယ်ဒီကလောက်မျိုးမှာအမှုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးလုံခြုံရေးသူဆိုရင်မမျှော်လင့်မဲနဲ့မိမ့်မိန်သွားတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဗုဒ္ဓဘာသာသမီးတွေအနေနဲ့ဒီအချိန်မှာရန်နာပစ္စည်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာတွေပေါ်တတ်ပါတယ်ဒါကရောင်းမောင်းဝယ်မှဖြစ်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်မလို့အထူးတတိထားပြီးဆောင်ရွက် ီးလှုပ်ဆောင်ပါလို့ဆရာမကပြောကြခြင်းပါတယ်။အကယ်၍မိမိကဝင်နှက်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းနေရာအရွှေ့ပြောင်းနေပေါ်လာတာမျိုးတွေမမျှော်လင့်မဲ့နေရာအရွှေ့ပြောင်းရတတ်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဒီကာလမျိုးမှာဘာကိုတစ်ခုသတိထားရမလဲဆိုရင်မိမိရဲ့မိဘဆွေမျိုးညီကိုမောင်နှမတွေရဲ့ကျမရည်ကိုဂရုစိုက်ပါမမျှော်လင့်မဲ့နဲ့သူတို့ရဲ့ကျမရည်ကိုညံ့တတ်ပါတယ်။ဒီချိန်မှာဗုဒ္ဓဘုရားသမီးတွေအနေနဲ့အဆအဆအရာကိုဂရုစိုက်ပြီးနေထိုင်ပါလို့ဆရာမကပြောကြခြင်းပါတယ်။မိမိကအရာအလုံးကိုပေါ့နော်စန့်ကျင်တာတို့ဘာလို့မလုပ်ဖင်းနဲ့အဲတော်တန်ကိစ္စဝိစ္စတွေမှာစိတ်လျှော့ပြီး တော့လှုပ်ဆောင်မှာဒါဆိုလို့ရှိရင်တော့မိမိကအဆင်ပြေမှုတွေရရှိပါလိမ့်မယ်။အိမ်တော်ရေးအနေနဲ့ပြောရမယ်ဆိုရင်လည်းဒီကာလမျိုးမှာအဲဘလို့ပဲအဆင်မပြေဖြစ်ဖြစ်မိမိကပဲရှော့ပါဒါဆိုလို့ရှိရင်တော့အဆင်ပြေပါလိမ့်မယ်။ဒီချိန်မှာဗုဒ္ဓဘုရားသမီးတွေအနေနဲ့မိမိရဲ့ဘောနောဒီစိတ်တွေရောမာမမာ မန္တမာနာတွေရောရှော့ထားပါလို့ဆရာမကပြောကြားခြင်းပါတယ်ဗုဒ္ဓဘုရားသမီးတွေအနေနဲ့ဒီကာလမျိုးမှာ ကျမရေးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ခေါင်းမူခေါင်းကိုက်ဝေဒနာဒါမျိုးဝေဒနာတွေခံစားတတ်ပါတယ်။ဒါကြောင့်မိမိကတေချာလေးဆေးကမ်းပြပြီးအာယုံကြောနဲ့ပတ်သက်တဲ့ ပေါ့နော်ဆေးတွေတောက်တုံးတာမျိုးတွေဒါမျိုးတွေပြုလုပ်ဆောင်ရပါလို့ဆီယာမကပြောကြခြင်းပါတယ်။ဒါပေမဲ့ဗုဒ္ဓဘုသာသမိတွေကိုဆီယာမကလည်းရရလေးတစ်ခုပေးထားခြင်းပါတယ်။ဒါကဘာလဲဆိုလို့ရှိရင်အဲမိမိမှာရှိနေတဲ့အဆိုးအခိုက်အညံ့နေပြေပြောက်သွားစေဖို့အတွက်အဖိုးအိုအဖွားအိုဟိုတအူးဥ်ကိုနော်မျက်နှာတုပ်ပွားလေးလှူဒန်းပေးလိုက်ပါ။ဒါဆိုရင်တော့ဗုဒ္ဓဘုသာသမိတွေအနေနဲ့မိမိမှာကြုံတွေ့နေရတဲ့အဆိုးအခိုက်အညံ့နေပြေပြောက်ပြီးကောင်းကျိုးတွေဝေဆာလာမှာအမှန်ပါပဲရှင်။ဗုဒ္ဓဘုသာသမိများအားလုံးလည်းအဆင်ပြေကြပါစေလို့ဆီယာမကထပ်ဆင့်ပြီးဆုတောင်းပေးလိုက်ပါတယ်ရှင်။ အားလုံးပဲမင်္ဂလာပါရှင်ဆီယမကတော့ကြာသပရိသတ်သမီးများအတွက်ဒီ၁၇လပိုင်းတလစာတာတော်နမိတ်ကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါတယ်ရှင်ဒီချိန်မှာကြာသပရိသတ်သမီးက ီကာလာမျိုးမှာမိမိရဲ့ပေါ့နော်လုပ်ငန်းနဲ့ပတ်သက်ပဲပဲဖြစ်ဖြစ်ဘဲအရာနေနေမိမိရဲ့ဆုံးဖြတ်ချက်တွေကမမှားဖို့ရအရေးကြီးပါတယ်။ဒါကိုဆရာမကအရင်ပြောကြားခြင်းပါတယ်။ဘာနေနေတေချာမိမိရဲ့ဆုံးဖြတ်ချက်ကိုတေချာစဉ်းစားတွေးခေါ်ပြီးလှုပ်ဆောင်ပါလို့ပြောကြားခြင်းပါတယ်။ဒီကာလာမျိုးမှာကြာသပတေးသားသမီးတွေအနေနဲ့အောင်မြင်ရန်ကြီးပွားဖို့အချိန်ကာလတစ်ခုကိုရောက်ဖို့နီးနေပါပြီလို့ဆရာမကပြောကြားခြင်းပါတယ်။ဒီကာလာမျိုးမှာကြာသပတေးသားသမီးတွေအနေနဲ့အရင်ကတူလောင်ထားတဲ့ပစ္စည်းတွေကဒီအချိန်မှာအမျက်အစွန်းများစွာရပြီးအဆင်ပြေမှုတွေရရှိတတ်ပါတယ်။ဒီကာလာမျိုးမှာ နိုင်ငံသားနဲ့ပတ်သက်ပြီးသွားဖို့ခီးစဉ်တွေရွေထားတဲ့ရီမန်းချက်တွေရှိရဆိုလို့ဒီကာလာမျိုးမှာမမျှော်လင့်မဲ့သွားရတာမျိုးတွေသွားရတတ်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။အကယ်၍မိမိကဒီကာလာမျိုးမှာဘာသာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလည်းအာသွန်ခွန်ဆိုင်ပြုလုပ်ဆောင်ရနေရမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဒီကာလာမျိုးမှာအလုံနဲ့ပတ်သက်ပြီးတော့အဲအလုပ်တွေအကင်တွေစီးပွားရေးအသစ်တွေပေါ်ထွန်းလာတတ်ပါတယ်။ဒါပေမဲ့တစ်ခုသတိထားမှာဗာလဲဆိုရင်ဒီကာလာမျိုးမှာကြာသပတေးသားသမီးတွေအနေနဲ့မိမိရဲ့စီးပွားရေးမိမိရဲ့လုပ်ငန်းမိမိပြုလုပ်ဆောင်ရမယ့်အရာတွေမှာအပြိုင်အဆိုင်အတိုက်ခိုက်တွေပေါ်တတ်ပါတယ်။ဒါကြောင့်အထူးသတိထားပြီးတော့ ဆောင်ရွက်ပါလို့ဆီယမကပြောကြခြင်းပါတယ်ဒီကာလာမျိုးမှာဂျာတာပရိသားသမီးတွေအနေနဲ့မမျှော်လင့်မဲ့နဲ့နိုင်ပေါ်တယ်ပါတယ်အကယ်၍မမျှော်လင့်မဲ့နဲ့နိုင်ပေါ်ခဲ့ရဆိုရင်အနေနဲ့ဘောနော်ဒီပြောရမယ်ဆိုလို့ရှိရင်မကောင်းတက်လို့သွားရမယ်ဆိုရင်တော့မှနိုင်မှရှိတဲ့အစားအစာကိုမစားတော့ခင်းနဲ့ ပြန်လာပါလို့ဆရာမကပြောချင်ပါတယ်။နိုင်ပို့လို့တော့တွားလို့တော့ရပါတယ်။ဒါပေမဲ့နိုင်မှာရှိတဲ့အစားအသောက်ကိုရှောင်မချင်ပါလို့ဆရာမကပြောကြချင်ပါတယ်။ဒီကာလမျိုးမှာကြာတာပရိသတ်သမီးတွေအနေနဲ့မမျှော်လင့်မဲနဲ့အဲဆက်ပစ္စည်းဝင်နာမျိုးတွေလက်ဆောင်ရတာမျိုးတွေဒါမျိုးတွေကြုံရတတ်ပါတယ်။ကျမရင်းနေနဲ့ပြောရမယ်ဆိုရင်လေဒီကာလမျိုးမှာချောင်းဆိုးရင်ကျက်ဖြစ်ပြီးတော့ဒီအချိန်မှာကိုယ်လက်မအီမသားအဲ့လိုမျိုးနေရထိုင်ရတာခက်တာမျိုးတွေကြုံရတတ်ပါတယ်။ဒါကြောင့်တည်တည်ချာချာလေးမိမိရဲ့ကျမရင်းကိုဂယူစာပြီးနေထိုင်ပါလို့ဆရာမကပြောကြားခြင်းပါတယ်။ ဒီကာလာမျိုးမှာဇာလာဘေးသားသမီးတွေရဲ့အခြေရေးအိမ်တော်ရေးအနေနဲ့ပြောရမယ်ဆိုရင်လည်းဒီကာလာမျိုးမှာအဲမိမိချစ်သူနဲ့မိမိနဲ့ကအဆင်ပြေနေပြီးမိမိရဲ့အိမ်တော်ဘက်နဲ့မိမိနဲ့ကလည်းအရင်နဲ့တူပဲနဲ့ပြန်လဲတင့်ပြက်ပြီးအဆင်ပြေနေလာမယ်ကာလာတစ်ခုဖြစ်လာပါလိမ့်မယ်လို့ဆီယမတ်ကပြောကြခြင်းပါတယ်ဒါပေမဲ့ဆီယမတ်ကဇာလာဘေးသားသမီးတွေကိုရတရာလေးတစ်ခုပေးခြင်းပါသေးတယ်ဒါကဘာလဲဆိုရင်ဇာလာဘေးသားသမီးတွေအနေနဲ့သာသနာအလံ၃လက်ကိုမိမိရဲ့မွေးနေ့ ပေါ့နော်မွေးနံထောက်မှာကတ်လှူပြီးတော့ဆူတောင်းလိုက်ပါဒါဆိုလို့ရှိရင်တော့ဂျာတာပရိသသမီးရေအနေနဲ့ကောင်းကျိုးတွေဝေစာပြီးဆိုးကျိုးတွေပြေပြောက်သွားမှအမှန်ပါပဲရှင်ဂျာတာပရိသသမီးများအားလုံးလည်းစိတ်ချမ်းသာရင်ကိုယ်ကျမရင်လည်းပြည့်စုံကြပါစေလို့ဆီယမကထပ်ဆင့်ပြီးဆူတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဆီယမကတော့ဒီစတက်လာပိုင်းတလစားတောက်ကြသားသမီးများအတွက်တာရုံနမိတ်ကံကျမကိုဟောကြားပေးမှာဖြစ်ပါတယ်ရှင် ောက်ကြသားသမီးတွေကိုဆီယမကအထူးပြောကြားချင်တာရှိပါတယ်ဒီကာလမျိုးမှာတောက်ကြသားသမီးတွေအနေနဲ့အဲဆက်တူရှယ်ယာလုပ်ငန်းတွေလောက်ကင်နေတဲ့သူဆိုလို့ရှိရင်တော့အဆင်ပြေပြီးအကျိုးအမြတ်တွေရရှိတတ်ပါတယ်ဒီအချိန်မှာမိမိကိုပေါ့နော်ဆက်တူရှယ်ယာ လုပ်ငန်းလုပ်ဖို့လာပြီးကန့်လန့်ခဲ့တယ်ဆိုလို့ရှိရင်လည်းဒီကလာမျိုးမှာပြုတ်လောက်ပါလို့ဆရာမကပြောကြားခြင်းပါတယ်ဒီအချိန်မှာမိမိနဲ့မသိမြက်တဲ့သူတွေကမိမိကိုပြန်လဲပြီးတော့လာရောက်ပြီးတောင်းပန်တာမျိုးတွေမိမိနဲ့ပြန်လဲပြီးတော့အဲအလုတ်လောက်ကင်ခြင်းတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်လည်းမိမိနဲ့အရင်ကပေါ့နော်ပြက်ဆဲသွားတဲ့ချစ်သူဟောင်းကပြန်လဲပြီးတော့မိမိကိုပေါ့နော်ပြန်လဲကန့်လန့်ပြီးတော့မိမိကိုမိမိရှိကိုပြန်လာတာမျိုးတွေကြုံရတတ်ပါတယ်ဒီကလာမျိုးမှာတောက်ကြသသမီးအနေနဲ့ အနုပညာလုပ်ငန်းကိုလောက်ကင်နေတဲ့သူဆိုလို့ရှိရင်တော့ဒီအချိန်မှာစမ်းပွင့်ပြီးတော့အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်။တက်ကြသားသမီးတွေအနေနဲ့လည်းဒီကာလမျိုးမှာစမ်းပွင့်ပြီးတော့မိမိကိုဝိုင်းဝိုင်းလဲပြီးတော့ချစ်တက်ခင်တဲ့သူတွေပေါ်နေပါလိမ့်မယ်။ဒီကာလမျိုးမှာမိမိကငွေကြေးအုပ်စာပစ္စည်းတွေကိုစုဆောင်းမှုအဲငွေစုဖို့လုပ်နေတဲ့သူဆိုလို့ရှိရင်တော့ဒီအချိန်မှာစုမိဆောင်းမှုဖြစ်ပါလိမ့်မယ်။ဒီကာလမျိုးမှာမိမိအတွက် စုလို့စတောင်းလို့အကောင်းဆုံးအချိန်ကာလတစ်ခုဆိုလဲမမှားပါဘူးเนาะ။ဒီအချိန်မှာတက်ကြသားသမီးတွေအနေနဲ့မိမိက အလှူဒါနတွေပြုလုပ်ဖို့ရည်ရထားတဲ့ရည်မှန်းချက်တွေရှိရဆိုလို့ရှိရင်ဒီကာလာမျိုးမှာအထမြအောင်မြင်ပြီးတော့ပြုလို့ရတတ်ပါတယ်ဒီချိန်မှာတပ်ဖြတ်သားသမီးတွေကိုမိတ်ဆွေတငယ်ချင်းတွေကလည်းအကူအညီကောင်းတွေပေးတတ်ပါတယ်ဒါကြောင့်မမျှော်လင့်မဲနဲ့မိမိရဲ့မိတ်ဆွေတငယ်ချင်းတွေရှိကနေအကူအညီကောင်းတွေရတတ်ပါတယ်တပ်ဖြတ်သားသမီးတွေအနေနဲ့ဒီကာလာမျိုးမှာဘာကိုဂရုတစိုက်နဲ့လှုပ်ဆောင်ရင်အောင်မြင်မှုတွေရရှိမလဲဆိုရင်ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့စူးစမ်းပြီးလုပ်ကင်လို့ရှိရင်မုတ်ချမသွေးအောင်မြင်မှုတွေရရှိတတ်ပါတယ်ဒီကာလာမျိုးမှာတပ်ဖြတ်သားသမီးတွေအနေနဲ့ကံအလွန်အင်မတန်ကောင်းနေတဲ့ကာလတစ်ခုဆိုလဲ မမှားပါဘူးเนาะဒီချိန်မှာတပ်ပြသသမီးတွေအခြေရုပ်ပြောမယ်ဆိုလို့ရှိရင်လည်းချစ်သူမရှိသေးတဲ့သူလို့ဆိုလို့ရှိရင်မိမိကအလုံးအင်မတန်မှစမ်းပွင့်ပြီးရောမိမိကိုချစ်တက်ခင်တဲ့သူပေါ်လာပြီးရောမမျှော်လင့်မဲနဲ့ချစ်သူရည်စားရတတ်ပါတယ်ဒီကလာမျိုးမျိုးတပ်ပြသသမီးတွေရဲ့အိမ်တော်ရေးနေပြောရမယ်ဆိုရင်အရင်ကာလတွေကအဆင်မပြေဖြစ်ခဲ့သမျှဒီချိန်မှာပြန်လဲတင့်မြက်ပြီးရောပြန်လဲအဆင်ပြေမှုတွေပေါင်းစည်းမှုတွေရရှိပါလိမ့်မယ်ဒီချိန်မှာတောက်ပြသားသမီးတွေကိုဆရာမကလည်းရေရီယာလေးတစ်ခုတော့ပေးချင်ပါတယ်ဒါကဘာလဲဆိုလို့ရှိရင် မိမိနဲ့ရက်တူတဲ့ပေါ့နော်ဝလုံးတစ်လုံးကိုဖြတ်ပြီးတော့ရေထဲမျောလိုက်ပါဒါဆိုလို့ရှိရင်တော့တောက်ကြသားသမီးတွေအနေနဲ့ကောင်းကျိုးတွေဝေစားတဲ့တဲ့ဝေစားပြီးစိုးကျိုးတွေပြေပြောက်သွားမှအမှန်ပါပဲရှင်တောက်ကြသားသမီးများအားလုံးလည်းအဆင်ပြေကြပါစေလို့ဆရာမကလည်းထပ်ဆင့်ပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်။ဆရာမကတော့ဒီနေ့မှစနေသားသမီးများအတွက်ဒီ17လပိုင်းတလားစာတာရောနမိတ်ကံစမာကိုဟောကြားပေးမှာဖြစ်ပါတယ်ရှင်။ ဆီယမ်မိုက်ကစနေသားသမီးတွေကိုတခုပြောကြခြင်းပါတယ်ဒါကဘာလဲဆိုရင်မိမိကအရင်တော့ဖြည့်ရှင်းနေရတဲ့ကိစ္စဝိစ္စပြဿနာ ဟောင်းတွေကဒီကလာမျိုးမှာအဆင်ပြေပြီးတော့မိမိရဲ့အခက်ခဲပြဿနာများအလိုအလျောက်ပင်ပြီးဆုံးပြီးတော့ရဆိုင်သွားပါလိမ့်မယ်လို့ဆီယမကပြောကြခြင်းပါတယ်ဒီကလာမျိုးမှာစနစ်သားသမီးတွေကဘလို့နေထိုင်ရမယ်ဆိုရင်အရာရာကိုစိတ်ရှည်တီးခံပြီးတော့မိမိလောက်အကင်ရမယ်အချိန်ကောင်အကောင့်တစ်ခုကိုရောက်ပါတော့မယ်ဒါကြောင့်မို့လို့မိမိရဲ့အလုပ်ကိုလည်းစူးစမ်းပြီးပြင်ဆင်ပြီးတော့လောက်ကင်ပါလို့ဆီယမကပြောကြခြင်းပါတယ်စနစ်သားသမီးတွေအနေနဲ့ဒီကလာမျိုးမှာ မိမိကအိမ်အောင်ပြုတ်ကိုရည်ရွယ်ထားရဆိုလို့ရှိရင်တော့ဒီကလောင်မျိုးမှာမိမိရဲ့အစီအစဉ်တွေကိုစတင်ပြီးတော့အကောင့်ခဲ follow ရပါပြီ။ဒီအချိန်မှာစနေသားသမီးတွေအနေနဲ့မိမိကအမှုပညာလုပ်ငန်းကိုလောက်ကင်နေတဲ့သူဆိုရင်လည်းဒီကလောင်မျိုးမှာစတင်ရေးရှောက်နှမ်းပါလို့ဆရာမကပြောကြခြင်းပါလေ။ဒီအချိန်မှာစတင်ပြီးတော့လောက်ကင်မယ်ဆိုလို့ရှိရင်အောင်မြင်မှုတွေရရှိနေပါလိမ့်မယ်။အကယ်၍မိမိကနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့လောက်ကင်လောက်ကင်နေတဲ့သူတွားဖို့ရည်ရွယ်ထားတဲ့သူဆိုလို့ရှိရင်တော့ဒီကလောင်မျိုးမှာစတင်ပြီးလောက်ကင်မှာဒီကလောင်မျိုးမှာမိမိရှောက်ထားတဲ့ ဲပေါ့နော်။သွားခွင့်လာခွင့်နေရပါလိမ့်မယ်လို့ဆရာမကပြောကြချင်ပါတယ်။ဆယ်လီသားသမီးတွေအနေနဲ့ဒီကာလမျိုးမှာအရာရာကိုစိတ်ရှည်ပြီးတော့တိခတ်မယ်ဆိုလို့ရှိရင်မိမိမှာရှိနေတဲ့အခက်အခဲပြဿနာတွေအားလုံးဟာအလိုအလျောက်ပြီးဆုံးပြီးပြီးတော့အရာအားလုံးဟာဖြည့်ရှင်းပြီးသားဖြစ်ပါလိမ့်မယ်။အားလုံးအဆင်ပြေပြေချုံချုံချွှဲချွှဲမွေ့မွေ့နဲ့ပြည့်တင်နေဆိုရင်တော့မိမိရဲ့စိတ်တွေကိုအရင်နဲ့မတူဘဲနဲ့စိတ်ရှည်တိခတ်ဆောင်ဆိုင်ပြီးလောက်ကင်ပါလို့ဆရာမကပြောကြချင်ပါတယ်။ဆယ်လီသားသမီးတွေရဲ့ကျမ်းမာရေးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီကာလမျိုးမှာမိမိရဲ့ကျမ်းမာရေးက ခေါင်းမူခေါင်းကိုက်ဝေဒနာနဲ့ပတ်သက်တာဒါမှမဟုတ်လို့ရှိရင်လည်းပေါ့နော်ခါနာခါကိုက်ဒါမျိုးဝေဒနာတွေခံစားရတတ်ပါတယ်ဒါကြောင့်မလို့တတိထအနေထိုင်အသွားလာအဲရေချိုးမိုးချိုးဆင်ကျင်ပြီးတော့တတိထလောက်ပါလို့ဆရာမကပြောကြခြင်းပါတယ်စနေသားသမီးတွေအနေနဲ့အချီရေးအနေနဲ့ပြောရမယ်ဆိုရင်လည်းဒီကာလာမျိုးမှာမိမိချစ်သူနဲ့မိမိနဲ့ကအရင်နဲ့မတူဘဲနဲ့အစဉ်ပြေပြေချောချောမွေ့မွေ့နဲ့အဲဘဝအတွက်ပေါ့နော်ရည်ရွယ်ချက်တွေရည်မှန်းချက်တွေစတင်ပြီးလုပ်မယ်ဆိုလို့ရှိရင် လောက်ကင်မယ်ဆိုလို့ရှိရင်ရေရှည်ပလန်ချမယ်ဆိုရင်အဆင်ပြေမယ်ကာလတစ်ခုဆိုလည်းမမပါဘူးเนาะဒါပေမဲ့စနေသားသမီးတွေကိုလည်းဆရာမကလည်းရရရလေးတစ်ခုပေးကြပါတယ်ဒါကတော့ဘာလဲဆိုလို့ရှိရင်ဒီကာလမျိုးမှာစနေသားသမီးတွေအနေနဲ့အဲနေအိမ်ဖျားမှာတက်တက်လို့ခောက်ဆွဲကြော်ကြော်ပြီးရလှူဒန်းပြီးရစက်ကပ်ပူဇော်ပြီးရလှူတောင်းဆူတောင်းလိုက်ပါဒါဆိုရင်တော့စနေသားသမီးတွေအနေနဲ့ကောင်းကျိုးတွေဝေဆာပြီးဆိုးကျိုးတွေပြပြောက်တော့မှအမှန်ပါပဲရှင်စနေသားသမီးများအားလုံးလည်းအဆင်ပြေကြပါစေလို့လည်းဆရာမကလည်းထပ်ဆင့်ပြီးဆူတောင်းပေးလိုက်ပါတယ်ရှင်